စကိုင်းတိုင်းချောင်းမြို့နယ်မုံရွာမန္တလေးလမ်းမှာခီးတဲ့တင်ကားနဲ့သွာလာနေတဲ့အစုပ်စုကိုတော်လိုင်းရဲတပ်တွေကမိုင်းဆွဲတိုက်ခိုက်ရာကတိုက်ပွဲဖြစ်ပွားပြီးတော့အသက်၂နှစ်အရွယ်ကလေးငယ်နဲ့မိခင်ဖြစ်သူအပါအဝင်ခီးသွားပြည်သူ၃ဦးသေဆုံးတယ်လို့ဒေသခံသတင်းမြစ်တွေက MFB ကိုပြောပါတယ်။မလ၄ရက်ကမုံရွာမန္တလေးလမ်းမှာစုပ်စုလိုက်ပါလာတဲ့ ခီးသက်တင်ရင်ကိုတော်လိုင်းရဲတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက်အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားရာကနှစ်နှစ်အရွယ်ကလေးငယ်နဲ့အသက်30ကျော်အရွယ်ကလေးမိခင်အပါအဝင်ခီးသွားပြည်သူ၃ဦးသေဆုံးခဲ့တာပါသေးဆုံးသူသားမိနှစ်ဦးဟာမုံရွာမျိုးကံပြည်သူတွေဖြစ်ပြီးတော့အသက်30ဝန်းကျင်မိခင်ဖြစ်သူမှာဦးကောင်းကြည်တိမှန်ကမျက်နှာတစ်ချမ်းပြက်ပြီးသေဆုံးခဲ့ကအသက်2နှစ်အရွယ်ကလေးငယ်ကတော့ လမ်းနဲ့ခေါင်းကိုရိုက်မိပြီးဒဏ်ရာကိုအချိန်မီဆေးမကုနိုင်လို့တေဆုံးနာဖြစ်နိုင်တယ်လို့လည်းမိသားစုနဲ့နီးစပ်သူကပြောပါတယ်။အဲ့ဒီချောင်းမျိုးနဲ့အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာအထက်ပါသားမီးနှစ်ဦးအပြင်နောက်ထပ်အသက်ကြီးပိုင်းအမျိုးသမီးတဦးလည်းတေဆုံးခဲ့ပြီးအဲ့ဒီတေဆုံးသူအမျိုးသမီးနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုတော့ MFP အနေနဲ့မသိရသေးပါဘူး။ ကျောင်းစုဟာမုံရွာမန္တလေးလမ်းတလျှောက်မှာ တော်လန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကိုမကြကနခံရလေရှိတဲ့အတွက်ခီးသွွားပြည်သူတွေကိုလူသားတိုင်းကပြုလုပ်ပြီးခီးသည်တင်ကားတွေနဲ့သွာလာလှုပ်ရှားလေးရှိတယ်လို့ဒေသခံတွေကပြောပါရတယ်။